မလေးစပင်မိတ်ကပ်ပါတယ်ညီမလေးစပင်မိတ်ကပ်ပါပါတယ်။ပင်ကားချက်တင်တယ်မှာစပင်မိတ်ကပ်ပါတယ်လို့ပြောပြီးတော့တကယ်တော့တော်တော်မှစပင်မပါဘူးလို့ပြောရတဲ့တင်တယ်။ တကယ်ကိုကြောက်ရောက်ချင်တဲ့ကလေးတွေဖြစ်တဲ့အတွက်အမကအပြည့်အဝကို supporting ပေးပါတယ်။ငါကပတ်စံပေးထားတာပဲ။ပတ်စံပေးပြီးတက်တာဖြစ်တဲ့အတွက်ဒီတင်နန်းမှာငါကလှုပ်ချင်သလိုလှုပ်မယ်၊ပြောချင်သလိုပြောမယ်၊ဆိုချင်သလိုဆိုမယ်၊လှချင်တဲ့အချိန်လှမယ်၊စီကန်းကိုလိုက်နာချင်လိုက်နာမယ်၊မလိုက်နာချင်မလိုက်နာဘူး။ငါကမတိုင်းချင်သလိုမတိုင်းမယ်။ပြီးရင်တော့အခွင့်အရေးတောင်းမယ်။သူမပေးခဲ့ဘူးဆိုရင်တော့ငါကလိုင်းပေါ်မှာတက်ပြီးမမိုက်ရိုင်းရိုင်းပြီးမဆုံးမဖတ်မဆုံးမပုံစံမျိုးနဲ့ဆက်ဆံမယ်ပြောဆိုမယ် personal အစ attack လုပ်မယ်ဆိုရင်တော့ အမတင်တယ်မှာလာလို့မရဘူး။အဲ့ဒါဆက်ဆက်ဆုံးလို့အဲ့နာထိထရှင်ညမသူ့စီမှာတင်တန်းတက်မယ်ဆိုပြီးတော့အတားဒီညမ၈လပိုင်းမှာတက်မယ်လို့အတားသူပြောတာလဲ၈လပိုင်းမှာ new batch ဖွင့်ဖို့ရှိပါတယ် promotion ရှိလို့အမြန်အထားကြတော့ဆိုလို့ညမ9လပိုင်းမှာပဲကျိုင်းတုံမှာပဲရှိသေးရဲ့အချိန်မှာညမသူ့စီကို၁၅သိန်းလွှဲပြီးတော့ညမတင်တန်းအပ်တယ်၈လပိုင်းမှာတက်ရမှာပဲဆိုပြီးတော့ညမ9လပိုင်းကုန်မှာကျိုင်းတုံကနေအလုပ်ထွက်ပြီးတော့ညမဒီကိုရောက်တယ် ရန်ကုန်ကိုရောက်တယ်ရောက်ပြီးတော့ညီမဦးလေးတိုက်ခမ်းမှာခဏနေပြီးတော့မှသူ့တင်နန်းဖွင့်မဲ့ရက်ကိုစောင့်တယ်ဗတ်နေလည်းမဖွင့်ညီမရောက်နှစ်ပတ်နေလည်းမဖွင့်သုံးပတ်နေလည်းမဖွင့်ညီမပြောတယ်အမရေတင်နန်းမဖွင့်သေးဘူးလားမေးတဲ့အချိန်မှာတခြားတင်နန်းသူတွေစောင့်နေလို့ပါတင်နန်းကလူနည်းစုပဲဖွင့်မှာမို့လို့၄၅ရောက်ပဲဖွင့်မှာမို့လို့တခြားတင်နန်းတွေလမ်းခေးကြီးအစင်မပြေလို့ညီမလေးရအားနာပါတယ်စောင့်ပေးပါအောင်ဆိုပြီးတလတ်နဲ့တပတ်တိတိစောင့်ပေးခဲ့အဲ့အချိန်မှာညီမနေစေးစားစေးတိအရန်ကုန်တယ်အဲ့အချိန်မှာမတက်တာတော့တဲ့အဆုံးသူတို့တွေဘာပြောလဲဆိုတော့ညီမက တို့တို့ဒါခဏခဏပုံညာပုံညာလုပ်လို့ညီမဘယ်လိုစီစဉ်ထားလဲဆိုတော့အဲ့ဒီကနေတိုင်းတောင်ကနေရှမ်းကုန်ကိုဝင်မယ်ရှစ်လပိုင်းကိုတင်တန်းတက်မယ်ပြီးရင်မန္တလေးကိုပြန်ပြီးတော့ဆယ်လပိုင်းလေးကိုညီမကျောင်းတက်မယ်ဆိုပြီးညီမစီစဉ်ထားတာညီမအချိန်နဲ့အကုန်လုံးတစ်ခါလေးအစီအစဉ်လုပ်ထားပြီးသားကျောင်းနေလည်းအထားပြီးသားအလုပ်ကိုလည်းတစ်ခါလေးထွက်လာခဲ့ပြီးသားအပီးကိုထွက်လာတာအလုပ်ကိုလည်းခွင့်လို့မပြောဘဲနဲ့ညီမအပီးထွက်လာတယ်ဆိုပြီးတော့ထွက်လာခဲ့ထွက်လာခဲ့ပြီးတော့ဒီလဲရောက်တော့ကြမှာသူကအချိန်လေးဆွဲနောက်ထပ်တင်တန်းသူကိုစောင့်တကယ်တော့နေရလာမယ်လာမယ်ဆိုပြီးတော့မဟုတ်ဘူးညီမကရှစ်လပိုင်းတလာတော့အဲ့ဒီမှာကျောင်းနေပြီးသူတို့တွေတင်တန်းသူခေါ်နေတော့မယ်ပြေးပြီးသွားတယ်တင်တန်းကနောက်ထပ်တင်တန်းသူလက်ခံဖို့စီစဉ်မရှင်ထပ်ခေါ်နေကြမှာမလို့ညီမကျောင်းနေပြီးတင်တန်းမခွင့်သေးလားမခွင့်သေးလားပြောနေတဲ့အချိန်မှာသူတို့တွေမိုင်းကြီးမှတင်ပြီးတော့တင်တန်းသူခေါ်နေတော့မယ်အဲ့တော့သူတို့တင် င်းနှန်းသူမရသေးလို့ညီမတယောက်ခဲရှိသေးလို့သူတို့တင်းနှန်းသူစောင့်နေတာဆက်ရအောင်လဲသူတို့ပြန်မအန်ကျင်တော့ညီမအရန်နေခဏခဏသွားပြောတဲ့အခါမှာနောက်ဆုံးမတက်တာလေအဆုံးတက်လာလဲကြော်လာတော့ညီမတို့ကို6လပိုင်းထဲမှာ6လပိုင်း8ရက်နေမှာတင်းနှန်းကိုတယောက်ထဲရှိလဲတယောက်ထဲပဲတင်းတိလိုက်တော့မယ်ဆိုပြီးတော့ညီမကို buy one VIP ဆိုပြီးတော့ဂျင်းထည့်ပြီးတော့မှ basic ကိုတယောက်ချင်းတယောက်ထဲတင်တာတယောက်ထဲတင်ပြီးတော့မှတင်းနဲ့အတန်းမှာလဲ line ပေါ်မှာတော့ buy one VIP class buy one VIP class ဆိုပြီးတော့တယောက်ချင်းမဟုတ်လို့ပို့ပြီးတော့အနီးကပ်ဂယုစိုက်ပေးနိုင်တယ်ပို့ပြီးတော့အာ င်ညာပို့ပေးနိုင်လေဆိုပြီးတော့ပုံစံမျိုးတွေနဲ့ပြောပြီးတကယ်တမ်းသွားတင်တဲ့ခါမှာတက်ရောက်သေးဆိုရင်သူတို့လုချင်တယ်လုလို့ရပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကိုယ့်ဘက်က group လည်းမရှိတဲ့ခါအင်အားမတောင်းတဲ့ခါသူတို့လုချင်တယ်တို့တွေလောက်ပြီးပြီးရောတင်လို့ညီမဒီလိုတင်ရတယ်ပြီးတော့အဲ့ဒီ by one ဆိုတာညီမရွေးချယ်တာမဟုတ်ဘူးဒါသူတို့အချိန်မလေးစားဘူးဆိုတဲ့အကြောင်းကိုပြောလို့ညီမပြောရတာနော်၈လပိုင်းဖွင့်မယ်ပြောတဲ့ professional class ဆိုပြီးတော့ basic to professional class ဆိုပြီးတော့ဒီလောက်တောင်မှခေါင်းစဉ်ကြီးကြတော့အကြီးတက်တင်တန်းသေးကြီးကြတော့၄90တောင်းထားပြီးတော့မှအချိန်တောင်မှတင်တန်းဖွင့်မယ် schedule တောင်အတိအကျမရှိဘဲနဲ့တင်တန်းစောက်ဖွင့်မယ်ရက်ကိုတောင်မှ plan မရှိဘဲနဲ့ဘလို့အစီအစဉ်နဲ့တောင်းနေကြလဲဆိုတော့ညီမလည်းမသိဘူးအဲ့တော့အဲ့လိုမျိုးနဲ့ပဲ ညီမတက်လိုက်ရတယ်။အဲ့ကနေကတော့အတူနေရဲ့အမတွေညီမတွေကတတိပေးတယ်။မြင့်တင်နေရမှာမဟုတ်ဘူးနော်။ professional ဆန်မနေဘူး။အချိန်တောင်မှအတိအကျမဟုတ်ဘူးနဲ့စဉ်းစားနော်။သင်တန်းစီအကုန်မသွင်းနေအောင်နော်လို့ညီမအမကိုယ်တိုင်ကတတိပေးတယ်။ဒါပေမဲ့သူတို့ကဘိုင်ဝမ်ဖြစ်သွားတဲ့အတွက်သင်တန်းစီကိုတဝက်ခွဲသွင်းလို့မရပါဘူး။အခြေခြေရပါမယ်ဆိုပြီးတော့ပြောတယ်။ညီမတက်ခင်တော့သူ့ကိုမေးတယ်ညီမအဲတက်တက်ချင်းမှာတဝက်သွင်းပြီးတော့သင်တန်းပြီးတဲ့မှာတဝက်သွင်းလို့ရလားဆိုတော့အဲတော့ကသူတို့ကသင်တန်းသူရှားကျင်ဆောင်နဲ့ရပါတယ်ဆိုပြီးအဲတော့ကတော့ပြောပြီးတော့တကယ်တမ်းတင်ရတော့မယ်ဘိုင်ဝမ်ဖြစ်သွားပြီဆိုတော့မှညီမကိုချက်ချင်းအခြေခြေပေးပါဆိုလို့ညီမဒါအဲ့လားဆိုလို့တပတ်တော့စောင့်ပေးပါဆိုပြီးတော့ညီမတပတ်စောင့်ခိုင်းပြီးတော့သူ့စရံရဲ့နောက်ထပ်ကြံတဲ့ငွေကိုညီမနှစ်ရက်ခွဲပေးတယ် စီအဲ့အချိန်မလေးစားဘူးဆိုတဲ့ကိစ္စညီမလှန်ရနေပြီးတော့ရှိုးလေးကိုလာရတယ်သူတို့ပြောတယ်အများနဲ့တနားတနားနောက်ကြတယ်ရှောက်ပြောတာညီမတင်းတန်းဆက်တက်တဲ့အချိန်မှာ10နာရီရောက်ဆိုရင်အိမ်ရနေပြီးတော့9နာရီလောက်ခနဲ့ထွက်ပြီးတော့မှတ်တိုင်မှာကားဆောင်61ကရောက်တယ်ရှိုးလေးကို61ရောက်တယ်တော့61ကမရောက်မရှိနေမှာဆောင်တယ်ဒါရောက်ရောက်တဲ့ကိစ္စဆိုတော့ဆောင်တယ်ဆောင်ပြီးတော့တကယ်ကားရတဲ့အချိန်ဥမာ9နာရီ15လောက်မှာကားရောက်တယ်ကားရောက်တယ်ဆိုလို့ရှိရင်ညီမသူတို့စီကိုဥမာ45မိနစ်ကြာကြာလောက်ကို10နာရီဆုံးဆုံးလောက်မှာရောက်သွားတယ်ပြီးတော့ ီမှာလှိုင်ရနေစိုးလေကို VPS နဲ့ဆီးပြီးတော့သွားရတယ်။ဒီမှာကိုပိုင်ကလည်းသွားရမှာမဟုတ်ဘူး။အဲ့ကလိုက်ပို့လာလည်းမဟုတ်ဘူး။ညီမတက်စီလည်းအသွားပြန်ကြီးအလောက်ကြီးကြီး။အဲ့ရက်ကိုအသွားပြန်၄000လောက်ကြီးကြီး။ဒါလား12000လောက်ကြီးကြီး။ညီမတက်စီကားကိုလည်းအလောက်ကြီးကြီးကုန်ခံပြီးတော့မရင်နိုင်တော့ဘူး။ဒီတင်တန်းကြီးထဲမှာရောပစ္စည်းပိုးတွေမှာအရန်မြုံနေဖြစ်တယ်တက်စီနဲ့လည်းအမြန်ရောက်ညီမမလာနိုင်။အမောက်ညီမ VPS နဲ့ပဲ VPS မိတဲ့အချိန် VPS ရောက်တဲ့အချိန်ညီမလာရတယ်။လာရဆိုညီမ ဲ့ချိန်မှာဝမ်ပြားဆိုတာတော့ဒီလောက်လူတွေအများကြီးတိုးစီးကြတာသူကြာချိန်ဆိုတာခံမှန်းလို့မရအောင်အဲ့ထပ်ပိုကြချင်းလဲကြာမယ်မြန်မြန်စောရောက်တဲ့နေ့တွေဆိုလဲရောက်မယ်ညီမစောရောက်တဲ့နေ့တွေကိုတစ်စက်မှတ်ချက်မပြောညီမတနားရီလောက်ထိနောက်ကြတယ်ဆိုတော့သူတို့နောက်ဆုံးရက် meeting ခေါ်တဲ့နေ့မှာပဲညီမတနားရီလောက်ထိနောက်ကြတာရန်ကုန်ကတကယ်ကြီးအခေါ်သွားခေါ်နေတဲ့အတွက်ညီမနောက်ကြအရှိရက်တွေမှာနောက်ကြအလုံးစုံနားရီပဲညီမအဲ့ထပ်ပိုပြီးတော့နောက်မကြဘူးတကယ်လို့အဲ့ထပ်နောက်ကြမယ်ဒီဘက်မှာအခက်အခဲဖြစ်နေဆိုရင်သူတို့ကိုလှမ်းပြီးတော့ပုံဆက်တယ်ဒါပေမဲ့သူတို့တွေညီမကိုအလုပ်ပြတ်တိုင်ပြတ်နေထိုင်ဆောင်ရလားဆိုတော့လုံးဝမဟုတ်ဘူးသူတို့တွေလည်း အဲ့တင်းနဲ့ဆရာမဆင်းလို့ပဲဆိုလို့ရှိရင်ရောက်ရောက်လာခြင်းညီမအထက်ရောက်သူဘယ်တော့မှဆင်းတယ်မဖြစ်ဘူးအထဲမှာအိတ်နေရဲသူကသူပြင်နေဆင်းနေတယ်ပြီးပြီဆိုမှဒီဘက်မှအဆစ်တန့်နဲ့လွတ်ထားပြီးတော့ပြီးတော့သူနောက်ထပ်တင်းနဲ့ဆက်တင်းရတော့မှခေါ်လိုက်ဆိုပြီးတော့အဲ့လိုမျိုးနဲ့ညီမပြီးသွားရင်တော့သူ့ကိုထိုင်ဆောင်ရတဲ့နေ့တွေတောင်ရှိတယ်ခဏတော့အမပြီးတော့မယ်ခဏတော့နေအဲ့လိုပုံစံမျိုးနဲ့တင်းတယ် basic တင်တဲ့လေးလွတ်လောက်မှာပဲလေးမျိုးလောက်မှာပဲ basic တင်တဲ့လေးမျိုးညီမညနာကိုတချမ်းလေးနဲ့ညီမညနာကိုတချမ်းလေးပြလိုက်ပဲတချမ်းညီမလိုက်လိုက်ပြအဲ့အချိန်မှာပဲသူတို့စီကပျက်စီးနေတုံးနေအဲ့ဒါလင်းပြီးသွားတဲ့အချိန်မှာချက်ချင်းအဲ့ဒီလေးရက်လင်းပြီးသွားတဲ့အချိန်မှာပျက်စီးတွေဝယ်တော့စုံပြင်းနေပြီးမောတယ်လင်းကိုကိုပျက်စီးနေကိုပဲလင်းရမှာဆိုပြီးခွက်ခွဲချာချာနေညီမကိုပျက်စီးအမြန်ဝယ်ဆိုပြီး pressure တွေအရန်ပေးတယ်ပျက်စီးမပါလိုက်ပညာပြပြသူတို့စီကမကောင်းတာတွေထုတ်ပေးရဲ့မျက်နှာထိမျက်နှာထားတွေနဲ့စောင့်အောင်ပြသူတို့စီမှာလက်ကလာတင်နေတဲ့ပုံစံအတိုင်းအဲ့လိုမျိုးနဲ့ဆက်ဆံနေအဲ့လိုတွေဆက်ဆံလို့ညီမပျက်စီးကို နောက်ရက်မှာမဝယ်လာလို့ရှိရင်ပဲမလင်းရအောင်ပြန်ရမယ်ဆိုရယ်ပုံစံမျိုးနဲ့ညီမကိုဝယ်လာခဲ့တော့နော်နင်းကိုတရက်ပိတ်ပေးလိုက်တာပစ္စည်းပတ်ဝယ်ဖို့တာပိတ်ပေးလိုက်တာဒလီနဲ့ပါထားတယ်ဆိုလို့ရှိရင်လည်းအဲ့ဒလီကဒီနေ့မရှောက်ဘူးတုံးရက်ဆက်မှာမယ်ဆိုလည်းတက်စီနဲ့တခါတည်းပို့ခိုင်းတက်စီကားတွေရှင်းဆိုပြီးတော့ဘူးအဲ့လိုမျိုး pressure ပေးတာအဲ့ဒီအတွက်မှနင်းစုံကိုစုံရမယ်မစုံတဲ့ပစ္စည်းတစ်ခုနောက်ခုတောင်တို့ပတ်တာထုတ်မပေးနိုင်ဘူးဆိုရယ်ပုံစံမျိုးနဲ့ညီမကိုအကုန်စုံအောင်ဝယ်ခဲ့ဆိုပြီး pressure ပေးလို့ညီမအိမ်ကိုချက်ချင်းပတ်စံတွေခံပြီးတော့ပစ္စည်းတွေအဲ့ဒီကမိုးလင်းကနေမိုးချုပ်တက်စီနဲ့တဆိုင်ဝင်တဆိုင်ထွက်မစုံစုံအောင်ပတ်ရှာပြီးတော့ဝယ်ရရရန်လဲစိတ်ပင်မနေပစ္စည်းစုံပြီးဆိုမှစိတ်အေးလက်အေးနဲ့အိမ်ပြန်နိုင်တာည၈နာရီကျော်မှအိမ်ပြန်ရတယ် အဲ့လိုပြန်ပြီးတော့ဝယ်ပြီးသွားတယ်နောက်ပိုင်းမှာညီမလှရနေစိုးတွေကိုအဲ့ box ကြီးကိုတည့်ပြီးတော့အဲ့ makeup box အရန်လေးရဲ့အဲ့ဒါကြီးကိုတည့်ပြီးတော့တောက်လျှောက်သွားရတယ်။သွားပြီးတော့ခုရောက်လို့ရှိရင်လည်းမှတ်တိုင်နဲ့ကွန်တိုနဲ့ဒီအဲ့ဒါကြီးကိုဆွဲတည့်သွားတယ်။ပခုံးလေးလည်းနားတယ်လက်တွေလည်းနားတယ်။ပြီးရင်လည်းအဲ့ဒီမှတ်တိုင်ရနေအိမ်ထိအိမ်ပြန်လို့ရှိရင်လည်းညနေတခါလေးဆိုမိုးချုပ်တဲ့ဒီအဲ့ဒါကြီးကိုဆွဲသွားရတယ်။ညီမအရန်ပင်မန်းလို့တရက်ကဆိုရင်မိုးတွေလည်းမိပြီးတော့အဲ့လိုမျိုးအသွားပြန်နှစ်ရက်သုံးရက်လောက်စတိုက်လုပ်လိုက်တဲ့အခါမှာညီမဖျားပါတယ်။တရက်မှ makeup box ပါမလားလို့ဆိုတာရှောက်ပြောတယ်။ညီမဝယ်ပြီးရနောက်ပိုင်းမှာယူလာတယ်။သူတို့စီမှာထားခဲ့တဲ့ရက်တွေလည်းရှိတယ် makeup box ကို။ အဲ့တော့ညီမအသွားအပြန်အဲ့လိုမျိုးယူသွားပြီးတော့အရင်ပင်မန်းလို့ဖြားကိုဖြားတဲ့ဒီလူကမလှုပ်နိုင်တော့တဲ့ဒီထောက်ကိုအဲ့ရကိုမထားနိုင်တော့တဲ့ဒီဖြားလို့သူတို့တော့လမ်းပြီးတော့ခွင့်တိုင်နေသူတို့ရဲ့ assistance ကိုဖုန်းဆက်ပြီးခွင့်တိုင်သူတို့ကိုယ်တိုင်လည်းသိတယ်အဲ့လောက်တောင်ဖြစ်ထားလို့မို့လို့နောက်ရမှာဘလို့မှကိုမတည်နိုင်တော့လို့အိမ်ရောက်လို့လည်းပြင်မမှလည်းယူစင်ရင်အဲဟိုနင်တို့တင်နေတယ်လေဒီလောက်တိတောင်ယူထားပြီးတော့တင်ထောက်ကတော့မပေးဘူးလားဆိုပြီးသူတို့တွေကတော့အဲ့လိုပြောလို့အမ်ဟောက်တာပဲမဲ့ကိုကပြောပါတယ်မဟုတ်ဘူးဒါကမော်ဒယ်လေးကိုခါနဲ့ကိုပဲလင်းရတာလို့ပြောလို့အမဆိုပြီးတော့မှကိုကပြန်ပြီးတော့ကပြီးတော့ပြောပေးခဲ့တယ် တကယ်လို့ဒါအမပြောသလိုတကယ်ကြီးစိတ်ကနာထားရယ်ကိုချင်းစားရယ်ဆိုလို့ရှိရင်ဒီတင်တန်းသူကအများကြီးရှိနေရလဲမဟုတ်ဘူးဒီတက်ရောက်လေးပဲကိုတောင်မှအမပစ္စည်းပေးသုံးလိုက်ရင်ဘာဖြစ်သွားမှာမဟုတ်လို့လေဘာဖြစ်သွားမှာမဟုတ်လို့လေညီမလည်းတအားကြီးညွန့်တက်နေရမျိုးမဟုတ်ဘူးအမတို့စီမှာညီမပစ္စည်းထားခဲ့ဆိုညီမအိမ်မှာဘာနဲ့လေးချင်မှလဲညီမအမတို့စီမှာတင်ပြီးသွားရင်အခုအမလိမ့်နာကိုကြည့်ကြည့်ပြီးသွားရင်တင်ပြီးသွားရင်တစ်ခါလေညီမမော်ရဲပါမလားရင်ပြန်တော့ဆိုပြီးတော့တန်းပြန်ညီမဘဲစီမှာသွားပြီးလေးချင်မှလဲအမတို့စီမှာပစ္စည်းညီမဖောက်ကိုထားခဲ့လို့ရှိရင်ညီမဘဲစီမှာသွားလေးချင်မှလဲအိမ်မှာဘာနဲ့သွားလေးချင်မှလဲအဲ့တော့ညီမအိမ်မှာလေးချင်ကျွန်တော်အသွားပြန်ဒါကြီးယူနေရတာပါညီမတော့ဝင်ရင်တခုလို့ဖြစ်နေညီမဒီလိုကိုအရှမ်းဝါသနာပါဒါမဲ့အဲ့လိုလေးပြင်မန်းပြီးတော့လေအမခံစားကြည့်မှာဘိုင်းပြန်စပေါ်မှာညနေ 9နာရီလောက်ကနေပြီးတော့တခါလေကကြာဟို9နာရီလောက်မှရောက်တဲ့အဲ့9နာရီအတွင်းခုံမရဘဲနဲ့လိုက်သွားရတဲ့နေ့လေဆိုရင်အဲ့ box ကြီးကိုလက်ကနေခိုင်းထားပြီးအောက်လည်းမချရဟိုလည်းမတင်ရဒီလည်းမတင်ရခိုင်းပေးထားမဲ့သူမရှိလို့ရှိရင်အဲ့တိုင်းနဲ့တောက်လျှောက်ကြီးလိုက်လာပြီးတော့လောက်တောင်ပြန်မှန်းလဲဆိုတာအမအမအဲ့လိုမျိုးသွားစီးကြီးလိုက်လိုက်နေဆိုပြီးနေအဲ့ကျွန်မအမကိုချင်းစားတယ်မညီမအဲ့လိုတွေချီဖြစ်လို့လူစိတ်လေးများရှိမလားဆိုပြီးတော့ညီမပင်မန်းလို့ဒီလိုဒီလိုကြောက်မယ်ဆိုပြီးထားတယ်ညီမအဲ့ဒါကိုအမကြီးပညာပြတဲ့ပုံစံနဲ့အစုပ်ကြက်တွေဘာလို့ထုတ်ပေးရလဲမပေးသင့်ဘူးတကယ်စေတနာရှိနေရဟုတ်နေဆိုအော်သူပါမလားအော်ဒီလိုကြောက်အေးဟုတ်ပြီရက်ချားလေးနဲ့တို့ဥမာဘယ်နေဘယ်နေတော့ယူခဲ့ပင်မန်းတို့တက်တာအဲ့လိုမျိုးအမတို့ကတက်စီစဉ်ပေးလာမစီစဉ်ပြီးညီမပါမလားဦးမေးချင်ခဲ့တယ်ဆိုလို့ရှိရင်မျက်နှာတွေချက်ချင်းပြတ်ပြီးတော့စောင့်နေအောင်နေတဲ့ပစ္စည်းတွေကိုရော့အင်ကနေဆိုပြီးတော့ထုတ်ပေးတာကြီးက အာ professional ဆန်တာအာ professional ဆန်တာဒီ video လေးကကြတော့ဒီနေ့အတွက် line ပေါ်မှာအဟောဆုံးဖြစ်နေပြီးလို့ final ပဲဖြစ်ပါတယ်ရှင်